ာမဲ့ဒီဇင်ဘာလမှာကျင်းပမယ်စီးကိန်းပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်မယ်အရှေ့တီမောအမျိုးသမီးဘောလုံးသင်းဟာ2023စီးကိန်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်တော့မှာမဟုတ်ကြောင်းမြန်မာနိုင်ငံအိုလံပစ်ကော်မတီကိုဆက်သွယ်ကြောင်းကြားခဲ့တယ်လို့ MFF ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်ဒါကြောင့်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်အနေနဲ့ပွဲစဉ်စရာပြန်လည်ရေးဆွဲရေးအတွက်အာရှဘောလုံးဖွဲ့ချုပ်ထံကိုဆက်သွယ်ဆောင်ရွက်နေတယ်လို့သိရပါဗျ။ 29ကြိမ်မြောက်စီးကိန်းမျိုးသမီးဘောလုံးပြိုင်ပွဲမဲခွဲခြင်းကိုနိုဝင်ဘာလ6ရက်နေ့ကပြုလုပ်ခဲ့ပြီးမြန်မာအမျိုးသမီးတင်ဟာအုပ်စုကမှကြာရောက်ခဲ့ပါတယ်။စီးကိန်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာနိုင်ငံ၈နိုင်ငံကပါဝင်ရှင်ပြိုင်မှုစီစဉ်ထားခဲ့တာဖြစ်ပြီးအခုနှုတ်ထွက်သွားတဲ့အရှေ့တီမောတင်ဟာအုပ်စုခါမှာထိုင်း၊လာအို၊မလေးရှားတို့နဲ့အုပ်စုတစ်ခုတည်းကြာရောက်ခဲ့ပါတယ်။ မြန်မာမျိုးသမီးတွေကတော့အုတ်စုကမှာ BNN ဖိလစ်ပိုင်မလေးရှားတို့နဲ့အုတ်စုတစ်ခုထဲမှာကြာရောက်ခဲ့တာဖြစ်ပါတယ်။စီကေအမျိုးသမီးဘောလုံးပြိုင်ပွဲအုတ်စုပွဲစဉ်အချိုဘိုလူပွဲဘိုလူပွဲနဲ့တတိယနေရာလူပွဲပွဲစဉ်တွေအားလုံးကိုမန္တလေးမြို့မန္တလာသီရိအားကစားကွင်းမှာပြုလုပ်သွားမှာဖြစ်ပါတယ်။အုပ်စုပွဲစဉ်တွေရဲ့အဖွင့်ပွဲစဉ်တွေဖြစ်ဒီဇင်ဘာလ10ရက်နေ့မှာ VNN နဲ့ Indonesia မြန်မာနဲ့ Indonesia တို့ရှင်ပြိုင်ကစားဖို့ရည်စွဲထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအမျိုးသမီးဘောလုံးသင်းဟာလာမယ့်နိုဝင်ဘာလ23ရက်နေ့မှာဘောလုံးပွဲချုပ်အကယ်ဒမီဘောလုံးသင်းနဲ့ခြေစမ်းပွဲထပ်မံကစားမှာဖြစ်တယ်လို့သိရပါဗျ။